မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကုတ်ကိုကိစ္စစစ်တပ်အနေဖြင့် BGF ကိုခိုင်းထွေရန် NLD အစိုးရလက်ထက်ကလေးကပြောခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြားဖြန့်ခွန် online ငွေလေလုပ်ငန်းများလုတ်ကိုင်နေသည့်ကရင်ပြည်နယ်မြောက်ဝတီမြို့မြောက်ဖက်တွင်ရှိသည့်ရွှေကုတ်ကိုစီမံကိန်းနှင့်ပတ်သက်ပြီးစစ်တပ်အနေဖြင့်ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ကိုခိုင်းထွေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ကလေးကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အာနာမသိန်းခင်2021ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကပြုလုပ်ခဲ့တဲ့သမရာယုံသတင်းစာရှင်းလင်းပွဲတွင်သမရာယုံပြောရေးဆိုခွင့်ရှိသူဦးစော်ထေကအဆိုပါစီမံကိန်းနဲ့ပတ်သက်ပြီး NLD အစိုးရဆောင်ရွက်မှုများကိုပြောရာတွင်ထို့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ရွှေကုတ်ကိုကိစ္စသည်ရှုပ်ထွေးပြီးထိလွယ်ရှလွယ်ဖြစ်ကအရက်ဖက်ကအုပ်ချုပ်ရေးပိုင်းအရာဆောင်ရွက်ရမယ့်ကိစ္စများရှိတဲ့ကဲ့သို့စစ်တပ်ကတပ်ပိုင်းဆိုင်ရာဆောင်ရွက်ရမည့်ကိစ္စများရှိကြောင်းဦးစော်ထေကပြောပါတယ်။ BGF ကိစ္စကတော့တက်မတော်ရဲ့ကိုကဲမှုအောက်မှာရှိတဲ့အတွက်ဒါကိုတော့တက်ကတာဝန်ယူဆောင်ရွက်တယ်ဆိုတာကိုလည်းကျွန်တော်တို့လမ်းညွှန်ချပါတယ်ဟုဆိုပါတယ်။ရွှေကုတ်ကိုစီမံကိန်းနဲ့ပတ်သက်ပြီး NLD အစိုးရလက်ထက်2019ခုနှစ်ဩဂုတ်လမှစတင်ကခွင်ဆင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး2020ပြည့်နှစ်ဒီဇင်ဘာလတွင်အရေးယူပြုပြင်ဖြတ်သိမ်းရေးအပါအဝင်လမ်းညွှန်ချက်၅ချက်ကိုချမှတ်ခဲ့ပါတယ်။ ထိုချက်၅ချက်ထဲတွင်အဆိုပါဒေတာတွင်တည်ငြိမ်ရေးဖွံ့ဖြိုးရေးသက်ဆိုင်ရာဌာနများဆောင်ရွက်ရန်လက်ရှိပြဿနာများဖြေရှင်းရေးအလားတူဖြစ်စဉ်များမဖြစ်ပွားရေးနှင့်နေဆက်ဒေတာများတွင်စီမံကိန်းများဆောင်ရွက်သည့်အခါလိုင်းနိုင်ရမည့်ပုံစံလုံထုံးလုံးကြီးရေးဆွဲခြင်းများလည်းပါဝင်ပါသည်။တစ်ဖက်တွင်လည်းထိုသို့ဆောင်ဆန်းစစ်ဆေးမှုကြောင့်ရွှေကုတ်ကိုတွင်ဆက်လုပ်ရေးလုပ်ငန်းများရပ်ဆိုင်ထားရပြီး BGF တပ်၏မှောက်ခိုးလုပ်ငန်းများအတွက် PR များဖြစ်လာကြောင်း Justice for Myanmar GFN က 2024ခုနှစ်မေလထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်တို့ရတွင်ကရင် BGF တပ်သည်စီးပွားရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နိုင်ရေးအတွက်အပြန်အလှန်အနေဖြင့်စစ်တပ်၏စစ်စင်ရေးလုပ်ငန်းများတွင်ဦးဆောင်ပါဝင်ရန်တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီရဲတပ်ဘက်များအတွင်ကပင်မြန်မာစစ်တပ်နှင့်သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါရယ်ထို့နောက်ရွှေကုတ်ကိုတွင်ဆောက်လုပ်ရေးလုပ်ငန်းများပြန်လည်စတင်နိုင်ခဲ့သည်ဟု GFN ကဆိုပါရယ် ရွှေကုတ်ကိုစီမံကိန်းနဲ့ပတ်သက်ပြီးနေရာသိမ်းဆည်းမှုများ၊ပွင့်လင်းမြင်သာမှု၊ကင်းမဲ့မှုများနှင့်တရားမဝင်လုပ်ငန်းများကြောင့်ဝေဖန်မှုများရှိလာပြီးနောက် NLD အစိုးရလက်ထက်တွင်စုံစမ်းစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။အဆိုပါစီမံကိန်းကိုဘုံမူကြီးစောချစ်သူဦးဆောင်တဲ့ BGF နဲ့ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်လည်းခံယူထားတဲ့တရုတ်စီးပွားရေးသမားကြားဖြန့်ကောင်းဆောင်ရှီဂျီချန်ဤရထိုင်နိုင်ငံတကာဦးပိုင် အုပ်စု၊ရထိုင် International Holding Group ကုမ္ပဏီတို့ပူးပေါင်းပြီး2018ခုနှစ်တွင်စတင်ခဲ့ပါသည်။ ကြာဖြန့်ကောင်းဆောင်ရှိကြည်ကြမှာပြီးခဲ့တဲ့2022ခုနှစ်ထဲတွင်နိုင်ငံတကာဖမ်းဝရမ်းဖြင့်ထိုင်းနိုင်ငံတွင်ဖမ်းဆီးခံခဲ့ရပြီးယခုနိုဝင်ဘာလ12ရက်နေ့တွင်ထိုင်းနိုင်ငံကတရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ပါတယ်။ယင်းနိုဝင်ဘာလ12ရက်နေ့တွင်ပင်မြန်မာအပါအဝင်လာအိုကမ်ဘောဒီးယားနှင့်အရှေ့တောင်အာရှနိုင်ငံများရှိအွန်လိုင်းငွေလေလုပ်ငန်းများကိုနှိမ်နှင်းရန် Scan Center Strike ဖို့အဖွဲ့ဖွဲ့စည်းလိုက်ကြောင်းအမေရိကန်နိုင်ငံသားရေးဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိတွင်မှစစ်ကော်မရှင်တပ်နှင့်ကရင်နယ်ခြားစောင့်တပ် PGF KNA တို့ပူးပေါင်းပြီးရွှေကုတ်ကိုဒေတာအတွင်ရှိ online ငွေလိမ်ကြားဖြတ်လုပ်ငန်းများကိုဖမ်းဆီးပြလျက်ရှိပါသည်။ဆက်လက်ပြီးအမေရိကန်အပါဝင်နိုင်ငံတကာကဆောင်ရွက်နေတဲ့ကြားဖြတ်နှိမ်နှင်းရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေပြီးကရင်ပြည်နယ်၏အခြားနေရာနောက်ကူသို့ငွေကြေးလိမ်နှင်းစင်တာများပြောင်းရွှေ့နေမှုအထူးသတိထားစောင့်ကြည့်နေဟု NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ဆက်လက်ပြီး အမေရိကန်အပါအဝင်နိုင်ငံတကာကစောင်ရွက်နေသည့်ကြားဖြတ်နေနေရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေပြီးကရင်ပြည်နယ်၏အခြားနေရာနှစ်ခုသို့ငွေကြေးလိမ်လည်စင်တာများပြောင်းရွှေ့နေမှုအထူးသတိထားစောင့်ကြည့်နေဟု NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမေရိကန်အပါအဝင်နိုင်ငံတကာကစောင်ရွက်နေတဲ့ကြားဖြတ်နေနေရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောဆိုပါတယ်။ ရှနေ့ NUG ကထုတ်ပြန်လိုက်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်19မြန်ဆောင်2025တွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ကအာနာသိမ့်ပြီးနောက်ပိုင်းစစ်တလအောက်ခံနေကြဆောင်ထက်များကရာဇဝတ်လုပ်ငန်းများကိုအာနာသိမ့်စစ်တပ်အကောက်အဖွဲ့ဖြင့်ပြန်လည်လုပ်ကိုင်ခဲ့ကြောင်းထို့ကြောင့်လက်ရှိအကြက်တဲများ၏အထူးကတရခတ်မှာအကြံဖတ်စစ်တပ်သားဖြစ်ကြောင်းနိုင်ငံတကာကစိုက်ဘာလိမ်လည်မှုများကိုနှိမ်နှင်းရန်ကြိုးစားလာသောကြောင့်စစ်တပ်က KK ဘက်ကဲ့သို့သောငွေကြေးလိမ်လည်မှုစင်တာများကိုအယောင်ပြဖြိုခွင်းပြပြီး ကရင်ပြည်နယ်ဤအခြားနေရာနှစ်ခုတို့ပြောင်းရွှေ့ကငွေကြေးလိမ့်လည်စင်တာများပြန်လည်လက်ပတ်နိုင်ရန်စီစဉ်နေမှုကို NUG ကအထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်းဦးနေဖုံလကပြောဆိုပါတယ်။ရှင်းပြင်းအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အမေရိကန်အပါအဝင်နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေကြောင်း NUG အနေဖြင့်လည်းစိုက်ဘာလိမ့်လည်မှုပြဿနာများကိုခိုင်တွဲဖြေရှင်းရန်နိုင်ငံတကာကိုဖိတ်ခေါ်လိုကြောင်း၎င်းကဆိုပါတယ်။ ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပရှိလေလေကိုင်းခေါင်းဆောင်တွေကိုဖမ်းဆီးတရားစွဲဆိုရန်လှုံ့ဆော်တာအမေရိကန်နိုင်ငံက United States Scan Center Strike Force ဖွဲ့စည်းပြီးစိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကိုနှိမ်နှင်းဖို့ဆောင်ရွက်တာရာဇဝတ်အဖွဲ့အစည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာပိုင်ဆိုင်မှုတွေကိုတင်စီဖို့အတွက်ဗန္ဒာရေးဌာနကချိန်ညခဲ့တာစားရေးလှုံ့ဆော်မှုတွေအပါအဝင်အိန္ဒိယနိုင်ငံတွေဒေတာရင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးရဲ့ဂျိုးပန်းလှုံ့ဆော်မှုတွေကိုကျေးဇူးတင်အတိမတ်ပြုပါတယ် ဒီလှုပ်ဆောင်မှုတွေအပေါ်အမျိုးသားညီညွတ်ရေးအစိုးရနေဆက်ဖြတ်ကျော်မှုကင်းတိုက်ဖြတ်ရေးလုပ်ငန်းအဖွဲ့အနေနဲ့တိုင်းဒေသအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးချိတ်ဆက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းနဲ့နိုင်ငံတကာရဲ့ဂျိုးပန်အားထုတ်မှုတွေကိုအထောက်အပံ့ပေးသွားမှာဖြစ်ကြောင်းအထူးအလေးပေးပြောကြားလိုပါတယ်။စိုက်ဘာလိမ်လည်မှုလုပ်ငန်းပြဿနာတွေကိုကင်ထွေဖြေရှင်းဖို့အတွက်ကျွန်တော်တို့အစိုးရလက်အောက်မှာရှိတဲ့ရဲတပ်ဖွဲ့နဲ့တိုင်းဒေသတော်လှန်ရေးအဖွဲ့တွေအောက်မှာရှိတဲ့ရဲတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်ဖို့အတွက်နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဖိတ်ခေါ်လိုပါတယ်ဟုဦးနေဖုံးလက်ကဆိုပါတယ်။ မြန်မာနိုင်ငံမှာလူငယ်လူရွယ်များအနေဖြင့်အလောက်အကိုင်ခွင့်လန်းရှားပါလာခြင်းကြားဖြန့်စိုက်ပါလိမ့်လည်မှုလုပ်ငန်းများကအလောက်အကိုင်တူများခေါ်ယူနေမှုများကိုအထူးသတိပြုကြရန် NUG ကသတိပေးပြောဆိုပါတယ်။ဆက်လက်ပြီးစစ်တပ်ရွေးကောက်ပွဲမှာပါမဲ့အမတ်လောင်းတွေလူထုရဲ့အရေးယူမှုခံရမယ်လို့မွန်တန် NNSPAD တာဝန်ရှိသူသတိပေးတဲ့ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တနင်္ဂနွေလုံးကပြည်သူလူထုတွေကိုအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာသမိုင်းတရက်ခန့်အဖြစ်သတ်မှတ်ခံရမှာဖြစ်ပြီးလူထုရဲ့အရေးယူမှုခံရမှာလည်းဖြစ်ကြောင်းမွန်ပြည်သက်ပါတီဆင်အာနာရှင်တိုက်ဖြတ်ရေး NNSP AD နိုင်ငံရေးနဲ့စစ်ရေးဥဆောင်ကော်မတီဝင် နိုင်ပညာမောင်ကတတိပေးပြောကြားပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU ဘဟုသတင်းပြန်ကြားရေးဌာနကနိုဝင်ဘာ17ရက်မှာထုတ်လွှင့်ခဲ့တဲ့အဆိုအရတူ ရွေးကောက်ပွဲတူနဲ့နိုင်ငံရေးလှည့်စားမှုထောင်ချောက်စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်အပိုင်းနှစ်မှာနိုင်ပညာမွန်ကအခုလိုဆွေးနွေးကြတာဖြစ်ပါတယ်။ကျွန်တော်တို့မုံပြင်းထဲမှာရှိတဲ့ဒီရွေးကောက်ပွဲမှာပါဝင်ပတ်သက်နေတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုဒီနေရာကနေတိုက်တွန်းခြင်းနဲ့တနိုင်ငံလုံးကစန့်ကျင်နေတဲ့တနိုင်ငံလုံးကအတိအမှတ်မပြုဘူး။စကားစရဲ့အကြံဖတ်မှုလူတို့ကိုအကြံဖတ်မှုတနိုင်ငံလုံးပြည့်နေတဲ့အချိန်မှာကျင်းပတဲ့ရွေးကောက်ပွဲကိုပါဝင်ပတ်သက်ခြင်းသည်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသက်သွင်းဖို့အားပေးသလိုစစ်ကြုံအာဏာရှင်တပ်ဆိုးရှေ့ဖို့ အားပေးတဲ့လုပ်ငန်းဖြစ်တယ်ဆိုတာသိစေချင်တယ်။တကယ်လို့ပါဝင်ပတ်သက်ခဲ့ရင်တမိုင်းတရက်ခန့်အဖြစ်တွင်သွားလိမ့်မယ်။အဲ့ဒီတမိုင်းတရက်ခန့်အဖြစ်တွင်သွားလို့ရှိရင်လူတို့ကအေးအယူနိုင်တဲ့နေကြရင်အေးအယူမှုခံရလိမ့်မယ်လို့နိုင်ပညာမွန်ကပြောပါတယ်။အခုချိန်ဟာစဉ်စားချိန်ရှိသေးလို့စေအုပ်စုရဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်မှုကနေပြန်စဉ်းစားပေးဖို့ရိုးရိုးသားသားတိုက်တွန်းလိုတယ်လို့ပြောပါတယ်။ NNSB AD အနေနဲ့လဲစစ်တပ်ရွေးကောက်ပွဲဟာ2008ဖွဲ့စည်းပုံကိုအသက်သွင်းဖို့ဖြစ်တယ်လို့စစ်အာဏာရှင်ကိုတတ်ဆိုးရှေ့စေဖို့ဖြစ်လို့ဒီလန်ပေါင်းစုံနဲ့စန့်ကျင်တိုက်ဖြတ်ဖို့သဘောထားချထားကြောင်းထလောင်းတည်ပြပါတယ်။မွန်လူလူအပါဝင်တနိုင်ငံလုံးကိုသတင်းစကားပားကျင်တာကဒီရွေးကောက်ပွဲကိုတွယ်ဝိုက်၍တော်လကောင်၊ဓာတ်ရိုက်တော်လကောင်ပူးပေါင်းပါဝင်ခြင်းမပြုဖို့တိုက်တွန်းချင်ပါတယ်လို့နိုင်ပညာမွန်ကပြောပါတယ်။အကြက်ကင်လိုအနေထားတစ်ခုကြောင့်ပါလိုက်ရတယ်ဆိုပေမဲ့နီးနာပေါင်းစုံသုံးမဲမပေးဖို့လည်းတိုက်တွန်းထားပါတယ်။ KNU ဒူပလာယာခရိုင်ရဲ့ ခရိုင်အမြဲတမ်းကော်မတီဝင်ဘရိုနော်ဖော့သေးဒီကလည်းစကားဝိုင်းဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးခဲ့ရာစစ်အာဏာရှင်စနစ်ကိုစစ်တဲ့အာဏာသိမ်းတဲ့2021မှာထိတိတတပြည်သူတွေအားလုံးသိကြတာဖြစ်ပေမယ့်တကယ်တမ်းက2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာကလေးကစစ်တပ်ကနိုင်ငံရေးဥဆောင်မှုရယူချဲ့လဲထားတာဖြစ်တယ်ဆိုတာတွေ့ရမှာဖြစ်ကြောင်းပြောပါရယ်စစ်တပ်ကနိုင်ငံရေးဦးဆောင်ကလေးကိုကအာဏာသိမ်းပြီးသွားပြီလို့ပြောလို့ရတယ်လို့ဂရိုနော်ဖော့သေးတီကပြောပါရယ်နိုင်ငံတိုင်းဖွဲ့စည်းပုံအခြေခံဥပဒေရှိရမှာဖြစ်ပေမဲ့စစ်တပ်ရေးတဲ့ 2008ဟာစစ်တပ်အတွက်သာစစ်တပ်ခြေလှယ်နိုင်ဖို့သာလှုပ်ဆောင်ထားတာဖြစ်တယ်လို့လည်းပြောပါရယ်။တန်းတူညီမျှမှုရဖို့တနိုင်ငံလုံးလိုလားနေတဲ့ Federal တိဆောက်ဖို့စစ်ကောင်စီရွေးကောက်ပွဲကိုမပတ်သက်ဖို့လိုအပ်တယ်လို့လည်း Bruno Forte ကဆွေးနွေးပြီးစစ်တပ်ကြိုးဆွဲရမကဖို့လိုကြောင်းလည်းအသိပေးထားပါရယ်။